အနောက်ကနေအတင်းပြေးလာဗောနော်အဲသေဘက်ဘက်မှာစစ်တဲလိုက်တာဒီရတဲ့တဘုံွားတဲ့ပြင်မမှတ်ပုံတင်တက်လို့လာတဲ့တင်တက်လားမတင်တက်လားတော့မသိဘူးအဲ့မှာမင်းတို့ဘာသာတွေမေးချင်ဦးစကမေးတော့မရတော့ဘူး မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ16ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာအရင်ဆုံးပြောချင်တဲ့သတင်းအဲ့သတင်းကအားလုံးလဲအားရတဲ့သတင်းပေါ့နော်အဲ့ဒါမင်းပြင်အဲဒါမိုးလေဝသရေဒါစကန်ပေါ့နော်ကြောက်ဖြူကဖြစ်တယ်အဲ့အဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်တော်တို့ရှေ့မှာပြောတယ်ဖြစ်စဉ်ကိုသိရခြင်းမှာကျွန်တော် ပြောခဲ့ရရှိတယ်ဘလို့ဘလို့တန်းစီရင်းနဲ့ဘလို့ဘလို့တေသွားတယ်ဘလို့တပုံမှတ်တမ်းယူရင်းနဲ့ဘလို့ဘလို့မျိုးပြစ်ခံလိုက်ရတယ်ဆိုပြီးတော့ပြောခဲ့ကြရှိတယ်အဲ့အဲ့ဟာဖြစ်ပြီးတော့ပြောတဲ့အချိန်မှာတော့လည်း အဲလို့ဒီစကောင့်စီဘက်ကကောင်တွေကလည်းပြောတယ်ပေါ့နော်အာမာလဲတက်တေပြဘာပြညာပြနဲ့အဲအဲ့လိုမျိုးဒါဟိုဘက်ကနေပြီးတော့ဒါဇွန်ညင်းညာရှိရပေါ့နော်ဇွန်ညင်းဘွဲတွေပေါ့နော်ကျွန်တော်တို့ဒီဘက်ကတချို့ဒါတော်လန်ပြည်သူတွေဆိုရင်လဲအာဟုတ်ဒီဟုတ်ရဲ့လားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အတိကြာကြီးဖြစ်စဉ်ကြီးကလည်းတကယ်မိုက်တယ်ဟိုတန်းစီကန်နီတန်းစီနေတဲ့အချိန်ကျမှဘင်းနိုင်ခဲ့တာဆိုတော့ဗျာဟာအဲ့လောက်တောင်မဲလားအဲ့လောက်တိကျရဲ့လားဆိုရအကုန်လုံးကတော့ဇဝေဇဝါဖြစ်သွားမှာပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအတိကြိုက်ဒါအဲ့ဥစ္စာကိုမသိရခင်တော့လဲကျွန်တော်တို့ကြားကြားချင်းမှာဟာဟိုဟုတ်ရဲ့လားပေါ့နော်ဒါပေမဲ့လုံးဝအာမခံတဲ့ ျွန်တော်တို့ပြောခဲ့ကြတာဖြစ်တယ်အဲ့လိုပြောခဲ့တာဖြစ်တဲ့အတွက်လည်းပေါ့နော်အဲဒီစစ်ကောင်စီဘက်ကလည်းမယုံကြဘူးမယုံကြဘဲနဲ့ခုနလိုပြန်လည်ညှဉ်းခုံတာတွေရှိခဲ့တယ်ဒါပေမဲ့အဲ့လိုမျိုးညှဉ်းခုံနေတဲ့အချိန်မှာထက်တိရပါဘူးဒီဗီဒီယိုမှတ်တမ်းကိုထုတ်ပြန်ပါအာအဲ့ဒါပါထက်တိရထိရတဲ့အချိန်ကျကျွန်တော်ကရည်ပဲရည်နေတာဒီကောင်လေးကွဲပြီကွဲပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စိတ်သက်စစ်စင်ရည်အခါတတော် A ကလုတ်တဲ့စိတ်တဲ့စစ်စင်ကြီးဒါအရင်တော့မှရှေ့မှလည်းအဲ့လိုမျိုးတွေရှိခဲ့တယ်ပေါ့နော်အဲစစ်ကောင်စီဘက်ကဒါဒီဥစ္စာနဲ့ပတ်သက်လို့ညင်းနေပြီ ခုံနေပြီးအဇုံမဲလုံးတို့ဘာလို့ထွက်ညင်းတာတွေအထိဖြစ်လာပြီဆိုတော့ချိန်ကြမှပဲထပ်ပြီးတော့ဒုံးဆိုပြီးတော့ဒါတက်တဲ့ဗီဒီယိုမှတ်တမ်းဖိုင်တွေထုတ်ပြခဲ့တာရှိတယ်အဲ့လိုဟာတွေရှိတော့ဟာဒီတကွက်လေအခါတက်တော့အေကလုံပြန်ပြီကွာဆိုပြီးတော့အဲကျွန်တော်ကအားရဝမ်းသာနေပေါ့နော်ကြိတ်ပြီးတော့ပျော်နေကြတာလုံးဝတကယ်လဲအဲ့လိုအချိန်ကောင်းစောင့်ပြီးတဲ့အချိန်ကျမှနောက်ထပ်ဗီဒီယိုဒါမှတ်တမ်းထပ်ထုတ်ပြခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာကိုအားလုံးကြည့်ပြီးကြားတဲ့အချိန်မှာဝမ်းသာအားရဖြစ်လိမ့်မယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့မှာအဲ့ထဲမှာဗျာတန်းစီနေတဲ့တူရ၃ယောက်၃ယောက်တန်းနေမထိုင်တဲ့ကောင်ထိုင်ပေါ့ အဲ့လိုတန်းစီနေချိန်မှာအဲ့ဒါရီရတဲ့နှစ်ကောင်ပါတယ်လုံးဝမပါပါမှဆိုလို့အတင်းပြေးလာတာအနောက်ကနေအတင်းပြေးလာပါတော့အဲသေဘက်ဘက်မှာစစ်တဲလိုက်တာတကယ်အဲလုံးဝပါဗျာဒါပြစ်ပြစ်လိုက်တဲ့ချိန်မှာလူထဲမှာဆိုလို့ထင်ပါတယ်အဲကြောင့်မလို့အတင်းအနောက်ကနေဒါပြေးဝင်နေဒါစခွက်တဲကိုပြေးဝင်နေကောင်လည်းတွေ့ခဲ့တယ်ပေါ့နော်အဲ့ပြီးအမေဓာတ်ပုံရိုက်တဲ့ကောင်ဆိုရင်လုံးဝဓာတ်ပုံကောင်းကောင်းလိုချင်တော့ဘွေးအားတွေပါတွေမှောက်ပြီးရိုက်တာအဲ့လိုမျိုး ကောင်လွတ်သွားတယ်အဲ့ကောင်နည်းနည်းဝေးလို့ပေါ့နော်ဒါပေမဲ့ထိတော့ထိမှာဗျအဲဒီလက်နေကြီးကြီးอ่ะတည့်ရတိုင်းပဲအစတွေအစဒါတည့်ရအမယ်တချို့ကြတော့လေဒါထိထိချင်းပါအသွေးပူလို့ထပ်ပြီးတော့ပြေးတာမျိုးတွေပါတယ်ရှိတယ်ပေါ့နော်အဲအခုလည်းအဲ့ထဲမှာအဲ့လိုမျိုးနှစ်ယောက်ပြေးပြေးတာလည်းတွေ့လိုက်သေးရပေါ့နော်ဒါပေမဲ့လုံးဝပုံကြွားသွားပြီးအိုးလုံးထွက်လာပြီးဆိုတဲ့အချိန်မှာ အာဘတရားကြီးပြအတန်ကြီးနဲ့ဂျင်းဆိုပြောတွားပြီးအမှမြင်လိုက်ရတဲ့အတိုင်းမှာအားရစရာကြီးဆိုပြောတော့အကုန်လုံးပုံကြပါပြီးရင်တွေ့လိုက်တယ်မလားဟိုကျောင်းအများနဲ့ပြောနေကြစကားရှိတယ်ထန်းထုတ်သွားရတယ်ထန်းထုတ်သွားရဘာမှထန်းထုတ်သွားရတယ်မဟုတ်တော့ဘူး A နဲ့တွေ့တော့ကျတော့ဒီရတိုက်ဆွဲသွားထန်းထုတ်တဲ့အစင်တီမရောက်တော့ဒီဟုတ်တိုက်တွေပါဆွဲတော့ဩပြားမန်းနေခက်ပါတော့နော်လုံးဝအိုင်ထွန်းနေမှာစီကတကယ်ကိုအားရစရာကောင်းတဲ့ဖြစ်စဉ်ဗီဒီယိုကြီးပေါ့နော်အဲ့တော့နောက်ဆိုရင်အားခတ်တက်တော့ A ဘက်ရောက်လို့ပေါ့နော်စစ်ကောင်စီဘက်ကကောင်းနေဓာတ်ပုံရိုက်မယ်ဆိုရင်တော့ကင်မရာကို လုံးဝတန်းတန်းတဲ့ချိန်ဆိုကြောက်ရင်ကြောက်နေမှာပေါ့နော်ကင်မရာရိုက်လိုက်တယ်1 2 3ချက်ဆိုတဲ့အတန်မထွက်ဘူးဂျင်းဆိုတဲ့အတန်ထွက်သွားတာဒါကလေတကယ်ကိုအားရစရာကောင်းတယ်အဲဗီဒီယိုတစ်ခုဖြစ်တယ်ပေါ့နော်အဲအဲဥစားကတော့ဒါလူမှုကွန်ရက်မှာတောက်လျှောက်ကိုဒါဒီနေ့မှာပြန်လည်နေတယ်ပေါ့နော်အပြောချင်တာအားခတ်တော်အေးရဲ့စိတ်တဲ့စစ်စင်ရဲ့အယမ်းမိုက်တယ်ပေါ့နော်ဟိုလုံးဝစစ်ကောင်စီဘက်ကလှုပ်လာမယ့်ဟာတွေပြောလာမယ့်ဟာတွေကိုလုံးဝအချိန်ယူပြီးတော့စောင့်ပြီးမှအချိန်ကောင်းကွတ်တီပေါ့နော်အဲလုံးဝအချိန်မှန်လုံးဝကွတ်တီ ဒါမျိုးထုတ်ပြန်နိုင်ခဲ့တာဖြစ်တဲ့အတွက်တကယ်ကိုအားရတယ်ပြီးတော့ဒါဟိုဘက်ရက်ကွက်ကပြောကြရရှိတယ်အားကတက်တော့အရင်နဲ့ပတ်သက်ပြီးတော့ဗောနော်အဲကျွန်တော်တို့အဲ့ဒီသတင်းကိုအရင်ဆုံးစကားစာအနေနဲ့စကားအနေနဲ့ပြောကြရတဲ့အချိန်တော့ပြင်မှတ်မှတ်ပုံတင်တယ်ဆိုတဲ့စကားပါအဲ့လိုမျိုးပြင်မှတ်မှတ်ပုံတင်တယ်ဗောနော်အရင်ဆုံးဆုတ်ပါဆုတ်ပါပြီးမှဒီကောင်နေဝင်ရောက်နေရာယူတဲ့အချိန်ကျမှပြင်မှတ်မှတ်ပုံတင်ပြီးတော့ပြစ်တယ်ဆိုပြီးတော့ဒါကျွန်တော်ပြောခဲ့ကြပါဗောနော်အဲ့တော့ အေးအေးအားတဲ့တဘုံွားတဲ့ပြင်မမှတ်ပုံတင်တက်လို့လားတဲ့တင်တက်လားမတင်တက်လားတော့မသိဘူးအဲ့မှာမင်းတို့ဘာသားတွေမေးချင်ဦးစကားမေးတော့မရတော့ဘူးကြံနေခဲ့တဲ့မိမာတွေကိုပဲမေးဟိုခုနအပုံတွေကកောင်းနေရတော့မေးမနေနဲ့တော့ဗောနော်တို့ထုတ်ပြန်လာတဲ့ဟာတွေ့ရတော့အဲ့ဒါမှ AI ဟုတ်တော့မင်းတို့မင်းတို့သိရနော်တခုခုညင်းလိုက်ပြီဆိုရင် AI AI နဲ့ပြောနေတာဗောနော်အေးတကယ်တကယ်ကမင်းတို့ဘက်ကပဲ AI လောက်တော့ အဲ့တော့အဲ့မှာဒါလန်နေဂျီဒါကြာရောက်ပောက်ခွဲတဲ့ဗီဒီယိုမှတ်တမ်းဖိုင်ကဒီ define နဲ့တည်းမဟုတ်ဘဲနဲ့နောက်ထပ်အရှိဗီဒီယိုတစ်ခုလည်းရှိပါသေးရပါတော့။အဲ့ဒါကတော့ဒါနောက်ဆက်တွဲတိုက်ပွဲတွေဖြစ်တဲ့အချိန်မှာဒါထပ်ပြီးတော့ပြစ်တဲ့ဟာမျိုးပေါ့နော်။အဲ့ဒါအဲ့သတင်းတွေကနေပြီးတော့ထပ်ပြီးတော့ဒါအခြားသတင်းရင်းမြစ်တွေကနေသိရဆိုရင်အဒါ20ကျော်ဆိုတဲ့ဟာကနည်းသေးတယ်တဲ့။အဲ့ထက်မကောက်ဘူးပေါ့နော်။အများကြီးပဲထိတာပေါ့နော်။ဘာလို့ဆိုတော့အဲ့ဒီ မိုးလေဝသရေဒါတိုင်စခန်းကြီးရောပေါ့နော်အဆောက်အဦရဲ့ဘေးနားမှာနောက်ထပ်အဆောက်အဦတစ်ခုရှိသေးတယ်။အဲ့ထဲမှာလည်းပျော့စိတ်တွေကြနေပါပြားနေပါပေါ့နော်။အဲ့နေရာကိုလည်းထပ်ပြီးတော့ကျုံးတာရှိတယ်။ပြီးတော့အဲ့ပတ်ချာလေပေါ့နော်။စစ်ကောင်စီခိုးအောင်နိုင်တဲ့နေရာတွေထွက်ပြေးနိုင်တဲ့နေရာတွေစုပ်လန်းနေဒါထွက်ပြေးလန်းနေပေါ့စုပ်လန်းမဟုတ်ထွက်ပြေးလန်းနေ။ အဲဥယားဖိုင်းရနဲ့ပြေးတဲ့လမ်းတွေကိုလည်းလိုက်ပြီးတော့လက်နေကြီးနဲ့လိုက်လံချိန်မုန်းတဲ့ဗီဒီယိုဖိုင်တစ်ခုလည်းရှိတယ်ပေါ့နော်အဲ့ဒါကလည်းအားရစရာကောင်းတယ်တကယ်ကိုလုံးဝအသေးစိတ်လေးမြင်တွေ့နေရဗျာအကျဉ်းနဲ့ခုံချတဲ့ကောင်းတယ်အော်အော်ကြောက်ပွေလေးထမ်းပြီးပြေးတဲ့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေကိုလည်းလိုက်ပြီးတော့လိုက်လံချိန်မုန်းတိုက်ခိုက်နိုင်ရတာဖြစ်တယ် တော့တကယ်ကိုအားရစရာကောင်းတဲ့ဒါဗီဒီယိုဖိုင်တစ်ခုကိုကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်အဲအဲ့ဒါနဲ့အတူပဲအခက်တော်အေရဲ့စင်းနီးဗျူပါပေါ့နော်အဲဥစ္စာကိုလည်းကျွန်တော်ညဝါထင်းထင်းထပ်ပြီးတော့တွေ့ခဲ့ရတယ်စစ်ကောင်စီဘက်ကပေါ့နော်ဒီကြောက်ဖြူနဲ့ပတ်သက်လို့ဒါတို့ကအရေးတာပြီးဘာညာနဲ့ပြောနေကြတယ်ဆိုပေမဲ့လည်းလက်တွေ့မြင်မြင်မှာတော့အဲ့လိုမဟုတ်ဘဲနဲ့တို့အပြောနဲ့မြေပြင်ကအရှိတရားနဲ့ကလုံးဝခြားထားနေတယ်ဆိုတဲ့အကြောင်းကိုအခက်တော်အေကတကွက်ပြလိုက်တော့ပေါ့နော်အားရစရာကောင်းတဲ့အကွက်ကြီးဖြစ်နေအောင်မတက်နိုင်အဲ့တော့ပုံတော့ပုံပဲဓာတ်ပုံမဟုတ်ဘဲနဲ့အလောင်းပုံသားတော့မတက်နိုင်ဘူး အဲ့တော့စစ်ကောင်စီကဒီဟာနဲ့ပတ်သက်လို့ကျွန်တော်နောက်ွယ်ကဟာတွေကျွန်တော်နည်းနည်းလေးထပ်ပြီးစဉ်းစားကြည့်တဲ့အခါကျတော့ထူးခြားချက်တွေအဲပြီးရင်သူတို့ရဲ့ဒါလိုရိုးလုပ်စင်တဲ့အကြောင်းနဲ့လည်းဒါနည်းနည်းလေးမျှဝေခြင်းနဲ့ပေါ့နော်အဲ့တော့ဗာလဲဆိုတော့စစ်ကောင်စီကဒီဝါရဖြန့်မှုကိုသူကဒီရွေးကောက်ပွဲမတိုင်ခင်အရှိန်ဟုန်နဲ့သူလှုပ်ရှင်နေတဲ့ပုံစံတွေ့ရတယ်အဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်သူတို့အရေးတာပြီးသူတို့နိုင်နေပြီးအဲသူတို့နိုင်နေပြီးဆိုတဲ့အကြောင်းကိုများများပြနိုင်မှသူတို့ကိုထောက်ခံမဲ့သူတွေပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ ချွတ်ကြားနေတယ်ရှိတယ်သူကဘာလဲဆိုတော့ဟိုဘက်ကရေးတာမလားဒီဘက်ကရေးတာမလားဆိုရဟာကိုစောင့်ကြည့်နေကြတဲ့အစုအဖွဲ့ကတတ်တတ်ရှိအဲ့လိုမျိုးရှိရဖြစ်တဲ့အတွက်အဲ့လိုလူတွေအတွက်ကိုပါသူကပြစ်မှတ်ထားပြီးတော့ဒီလိုမျိုးဝါဒဖြန့်တဲ့လောက်ရက်တွေကိုသူကများများလုပ်ပါအဲ့လိုလုပ်တဲ့ခါကျမှဟာမဟုတ်တယ်စစ်ကောင်စီကတော့သွားပြီဒါသူတို့ပဲနိုင်တော့မှာသူတို့ပဲဆက်ပြီးတော့ဒီတော်လိုင်းတပ်ဖွဲ့တွေကိုဆက်ပြီးတော့ဒါနိုင်တိုင်းတော့မှာအဲ့သူတို့အေးတာနေပြီဆိုတော့ပုံစံမျိုးအထင်ရောက်အောင်လုပ်တာ အဲ့ခါကျမှသူတို့ကဒီစစ်ကောင်စီကိုထောက်ခံမယ်ဆိုတဲ့ပုံစံမျိုးသူယူဆထားတယ်ပေါ့နော်အဲအဲ့ဒါကြောင့်မလို့ဒါတိမ့်ပိုက်ထားတဲ့နေရာတခုခုပေါ့နော်အဲသူတို့ရောက်ပြီးတကယ်လို့ပဲဒါထားပါတော့ခုနလိုမျိုးပေါ့နော်မြင်းမြန်မာလိုမျိုးပေါ့အဲတိမ့်ပိုက်လိုက်နိုင်ပြီဆိုပြီးသူတို့အထင်ရောက်နေတဲ့အချိန်ကျမှထပြီးတော့ကြုံခံရတာတော့မတက်နိုင်ဘူးပေါ့နော်အဲ့လိုရောက်သွားပြီရောက်သွားပြီဆိုတဲ့အချိန်ကျရင်သူကဝမ်းသာအားရနဲ့ဝါရဖြတ်မှုတော့ဓာတ်ပုံလိုလာအတိကတော့ဓာတ်ပုံလိုလာနောက်ချိုးမှာပဲជីជីကြောက်မဲမှာပဲជីជី ဒီဘောမှာပဲကြည့်ဘယ်နေရာမှာပဲကြည့်လိုက်ကြည့်လိုက်ဒီဝါဒဖြန့်မှုအတွက်ဗီဒီယိုဖိုင်တွေဓာတ်ပုံမှတ်တမ်းတွေကိုအခုနောက်မှာပြီးမှဒါသူကအုံနဲ့ဂျင်းနဲ့လောက်တာပေါ့နော်နောက်ဆုံးမှာတော့လည်းအားလုံးမြင်လိုက်လိမ့်မယ်တို့ဒါဒီနေရာကိုဒါပြန်ပြီးတော့ဝင်နိုင်ပြီဆိုတဲ့အချိန်မှာပေါ့နော်အမှန်တကယ်တောင်းလို့ရတယ်တောင်းစားတောင်းတောင်းလို့ရတာအဲအဲ့လိုဟာမျိုးတော့မှသူကတိုက်လို့ရတဲ့ပုံစံမျိုးနဲ့ဝါဒဖြန့်ခဲ့တာရှိတယ်အခုတော့အဲ့ကောင်အမှရှေ့ရှေ့ကတက်မှမူပေါ့နော်ကိုေးကောက်နေပြီပုံပေါ်မှာပေါ့နော်အဲ့လိုမျိုးပဲဒါဓာတ်ပုံတွေပေးလိုက်ထမင်းတုပ်တွေဝေလိုက်အာပြည်သူတွေကသူတို့ကိုစောင့်မျှော်နေတာပါဆိုတဲ့ပုံစံမျိုးတွေဝါဒဖြန့်လိုက်နဲ့လှုပ်ခဲ့တာပေါ့နော် အဲ့တော့ကြတော့တို့ကဒီမှတ်တမ်းတက်ပုံကအရန်အရေးကြီးတာမှတ်တမ်းတက်ပုံကိုအရင်ဆုံးတောင်းတာအရင်ဆုံးတောင်းတာဘာလို့လဲဆိုတော့ဒီနေရာတစ်ခုကိုရောက်ပြီဆိုတဲ့အချိန်မှာတို့ထိန်းနိုင်ပြီဆိုတဲ့ကြောင့်မှတ်တမ်းတက်ပုံအရင်ပေးအရင်ပေးအရင်ပေးရပြီဆိုရင်တို့တက်ပုံရိုက်တက်ပုံရိုက်ပြီးပေးဘာလို့လဲဆိုတော့တို့ဝါရပြန်အောင်အဲ့လိုမျိုးနဲ့ဒါကကကြီးကတောင်းလိုက်မယ်တောင်းတဲ့အချိန်မှာဟိုကောင်တည်းကလည်းဒါဒီဥစ္စာအတွက်ကိုဒါအရန်ကရောတောင်းနေတာဖြစ်တဲ့အတွက် တောက်လျှောက်လိုက်လုပ်ပေးရတယ်။အရင်ဆုံးအဲ့ဟာကိုလုပ်ရတယ်။ပုံမှန်ဆိုရင်တော့သူကတခြားဟာတွေအရင်လုပ်အောင်မှာဒါပေမဲ့မလုပ်နိုင်ဘူးစက်ကောင်စီက။အဲ့ဥစ္စာကြောင့်မလို့ဒါအခုဆိုရင်ဒါ စနစ်တကျဒါရှင်းလင်းတာတွေဘာတွေနေရာယူတာတွေအာညာဘာတခုမှမလုံးနိုင်သေးတဲ့အချိန်မှာဓာတ်ပုံရိုက်ဖို့အတွက်အရင်လှုပ်တာအဲ့လိုလှုပ်တဲ့အချိန်မှာပဲဒါလုံးဝချိန်ကင်းနေဆိုပြီးတော့ဖြစ်သွားပါဘောနော်အဲ့တော့ကကကြီးကတောင်းတာအခုထိမပို့နိုင်ဘူးလားဆိုရဲချင်းချောက်တဲ့ဟာတွေအဲဥစ္စာတွေကဒီဓာတ်ပုံမှတ်တမ်းတွေကဒီအောက်ခြေကစစ်သားတွေအတွက်သူတို့ရဲ့အသက်တွေထက်ကိုဒီဓာတ်ပုံမှတ်တမ်းတွေကပို့ပြီးတော့ရေးကြီးနေတာစစ်ကောင်စီတို့က ဒီလက်တော်မှာသူ့ရဲ့အခင်းချင်းအတွက်ရေးကြီးနေတဲ့တပ်ပုံမှတ်တမ်းတွေကိုသူကအဲ့ဒါကိုပဲဦးစားပေးအရင်တောင်းတာပေါ့နော်။အဲဒါကြောင့်မလို့ဒါလက်အောက်ကိုကိုချင်းစာတရားရှိဖို့ဆိုတာတွေတစ္ဆာစောင့်တိဖို့ဆိုတာတွေအဲ့ဒါတွေတခုမှသူတို့မှမရှိဘဲနဲ့ဒါမင်းအွန်လိုင်းကိုမျက်နာရအောင်လုပ်ဖို့ပေါ့နော်။မင်းအွန်လိုင်းကိုမျက်နာလုပ်ဖို့မင်းအွန်လိုင်းကိုမျက်နာလုပ်အားရနဲ့အဖဗျာတွေတော့ပြန်ရပါပြီပေါ့နော်။အဲတပ်ပုံတွေလည်းရပါပြီ။အဲဆိုတဲ့ပုံစံမျိုးတွေနဲ့ဂျားကဒီစစ်ဘိုလ်ချုပ်တွေဘာဖြစ်လို့လဲသူတို့ကဖိအားတွေတအားများနေတာ မင်းအွန်လိုင်းလည်းပြောပါမယ်မင်းမရဒီနေရာကိုမလုံးလုံးနိုင်သေးဘူးလားဘာညာဒါမျိုးပြောပါမယ်အဲ့ဥစ္စာတွေကိုပြနိုင်မှုအတွက်အာဒီမှာပါကျွန်တော်တို့တပုတ်မှတ်တမ်းနဲ့ရပါပြီဘာညာအဲအဲ့လိုမျိုးဒါမျက်နှာလှုပ်ဖို့အတွက်ကိုစစ်ဖို့ကြုံတွေကလည်းဒီအောက်ကအဖွဲတွေကိုဖိအားပေးတာအဲ့တော့အဲ့ဖိအားတွေကပေါ့နော်ဘလောက်တော့များနေသလဲဆိုတဲ့ဟာကိုမြင်သာစေတယ်။ပြီးတော့ဒီစစ်ကောင်စီအောက်ခြေစစ်သားတွေရဲ့အသက်ကဒီဓာတ်ပုံမှတ်တမ်းတွေလောက်တော့မှအရင်မပါဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့နော်။အဲ့တော့ဒါဘလိုပဲဖြစ်ဖြစ်ဒါကလည်းအားရကြကောင်းတယ် ။ပြီးတော့ဒီကြောက်ဖြူမြို့နယ်အတွင်းမှာပေါ့နော်။ဒါကြေးရွာအများစုမှာ AA ကစိုးပုံထားပြီးတော့ပေါ့နော်။ဒါစစ်တပ်ကရေတပ်စခန်းနဲ့မြို့ပေါ်အခြေစိုက်တပ်တွေလောက်ပဲသူကခန့်စစ်နေရာယူထားတဲ့နေရာယူထားနိုင်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့ဗျာ။အဲကြတော့ဒါဘေးပတ်ချာလဲနေရာတွေကိုဒါနေမြေစိုးမိုးရေးဖြစ်ဒါကြီးရေလေအင်အားတွေတုံးပြီးတော့တံပြန်ထိုးစစ်တွေသူတို့လှုပ်ဆောင်နေကြတာဖြစ်တယ်။အဲ့တော့အဲ့လိုမျိုးလုံနေရတယ်ဆိုပေမဲ့လည်းအခုလိုမျိုးတိုက်ခိုက်ခံလဲရတဲ့ဖြစ်စဉ်ကြောင့်မလို့မြေပြင်မှာလည်းစစ်ကောင်စီကလုံးဝအရေးမတားသေးဘူးအတမရသေးဘူးအဲသူတို့ပြောသလိုတွေမဟုတ်သေးဘူးဆိုတဲ့ဟာကိုထပ်ပြီးတော့တည်တာစေခဲ့တယ်ပေါ့နော်။ အဲ့တော့အတွင်းထဲမှာဒီဖြစ်စဉ်နဲ့ပတ်သက်လို့စုံစမ်းကြည့်တဲ့ခါကြတော့ဗောနော်အဲဒါအောက်ခြေကအချိုးအဖွဲတွေဆိုရင်လည်းဒီဓာတ်ပုံမှတ်တမ်းတွေနဲ့ပတ်သက်လို့တောင်းတဲ့ဟာကိုမကြည်မနှက်တွေဖြစ်ကြတယ်မကြည်မနှက်ဖြစ်တယ်ဆိုတာဒီဖြစ်စဉ်နဲ့ပတ်သက်လို့သူတို့အချင်းချင်းကြားထဲမှာကိုပဲသူကမကြည်နှက်တာဗောနော်အောက်ခြေကစစ်သားရဲ့အခုလိုမျိုးအပုံလိုက်ကြီးလက်သွားတယ်ဆိုတဲ့ဟာကိုဒါကြီးကမဖြစ်တင်ဘူးဗောနော်ဦးစီးဦးဆောင်လုံနေတဲ့သူတွေကဒီဓာတ်ပုံမှတ်တမ်းကဘာဖြစ်လို့ရေးကြီးနေရလဲဗောနော်အခုအသက်တွေကအလကားပဲလားဈေးပေါ်လာပြီလားဆိုတဲ့ပုံစံမျိုးနဲ့ မကြည်မချမ်းနေအချင်းချင်းပြောဆိုနေတဲ့ဟာလေဒါကြောင့်သိရတယ်အဲနောက်ဆိုရင်ねအဲ့လိုမျိုးတပ်ပုံမှတ်တမ်းတကယ်လို့တောင်းကျင်တယ်ယူကျင်တယ်ဆိုရင်ပေါ့နော်အဲကကကြီးကိုကိုယ်တိုင်လာရိုက်လို့ပြောမယ်လို့ပါလို့အဲ့လောက်အဆင်နေထိဖြစ်နေတယ်ဆိုပြီးတော့လည်းသိရတယ်ဒါလည်းအားရစရာကောင်းတာပဲပေါ့နော်အဲပြီးတော့ဒါခုနလိုမျိုးပေါ့နော်ဟိုလုံးဝဗျာအဲဒီတန်းစီတယ်ဆိုတဲ့အချိန်မှာဗျာအဲသူကအကုန်လုံးက ဟိုသူတို့လည်းပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါကမှတ်တမ်းတစ်ခုအနေနဲ့ပေါ်ပြမှာ哦သူတို့ကတိနေအောင်တိနေရောကြတော့သူကကြွားဝါလို့ရတယ်လေအဲဆိုတော့သူတို့ရဲ့မိသားစုတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါဟိုတလောကဖြစ်သွားတွေ့ရမလားဒါ KIA အာဒီစစ်ဘုတ်တယောက်ရအဖေပေါ့နော်ဗာဗာလိုင်းယွန်းဆိုလားဗာလိုင်းယွန်းမန်းလားအဲအဲအဲသူဆိုလဲအဲ့လိုပဲပေါ့နော်သူသားကသူကကြွားတာလေအဲဒီမှာတွေ့လား KIA ရရှိတပ်ဘော်တွေကိုသူကချောင်းနဲ့တက်နေထားပြီးတော့ဒီမှာကျွန်တော်တို့တိုက်ခဲ့တာကျွန်တော်အာသားတို့တိုက်ခဲ့တာဆိုတဲ့ပုံစံမျိုးတက်ဘုံမတန်ပို့ ကြွားကျင်တာဟိုအဲဒီလိုမျိုးကျွန်တော်တို့တိုက်ခဲ့တယ်ဆိုတော့ပုံစံမျိုးကြွားကျင်တာအခုမင်းပြင်ဒီ radar scan ဖြစ်စင်မှာလဲအဲ့လိုပဲသူကကြွားကျင်တာကြွားကျင်တော့ကြတော့မပါပအောင်ဓာတ်ပုံထဲမှာဝင်ပြီးတော့ရိုက်ကျင်ကြတယ်အဲ့တော့ရိုက်ပြီဆိုရင်တော့သေးကြတယ်အဲ့ထဲမှာအားရကြထက်ရှိမှာက အရာရှိတွေပါမှာပဲအရာရှိတွေပါမှာပဲအကုန်လုံးကဒီလိုမျိုးတိုက်ခိုက်နိုင်ပြီဆိုတဲ့အကြောင်းကိုဓာတ်ပုံမတန်းဖော်ပြမှာဖြစ်တယ်ဆိုတော့သူတို့လည်းဝင်ပြီးတော့ဓာတ်ပုံရိုက်ခတ်မယ်ပြီးရတယ်သူတို့ကြွားကြမယ်ပေါ့နော်အခုတော့အိုက်တပ်ပုံကတကယ်ကိုတပိုင်းဝင်ဖြစ်သွားတယ်ပေါ့နော်ဒါမသေးခင်ကပုံဆိုပြီးတော့ကျွန်တော်တို့ဒါမီဒီယာတွေမှာပလူပြန်နေအောင်နော် live ပေါ်မှာလုံးဝပလူပြန်တဲ့အထိပေါ့နော်လောင်ပြောင်ခံရတဲ့အနေအထားမျိုးတည်ဖြစ်သွားတယ်အဲ့တော့ဒီဖြစ်စဉ်ကတကယ်ကိုအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့လည်းအတွင်းထဲမှာမကြည်မနှက်တာတွေ အခဲမကြေတာတွေရှိနေတယ်ပြီးတော့ဒီဖြစ်စဉ်ကိုကြည့်ခြင်းအဖြစ်လဲစိတ်ကောင်စီကလေလိုင်းပေါ်မှာပဲဝါရဖြန့်နေတာဖြစ်ပြီးတော့မြေပြင်မှာသူတို့ပြောသလိုဒါအခြေအနေတွေကိုပြန်ပြီးတော့ထိန်းနိုင်ပြီလို့ထိန်းချုပ်နိုင်ပြီလို့အပြန်ရပြီလို့ဒါမျိုးပုံစံမျိုးတွေမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုလည်းဒါတက်တဲ့တစ်ခုအနေနဲ့ဖော်ပြလို့ရတယ်မတန်ဖြစ်သွားတယ်မတန်ကောင်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်အားခတ်တတ်တော်အေကိုဂျေဆုတင်တယ်အဲ့လိုမျိုးဒါလုံဝဆစ်ကောင်စီကိုရိုက်ချနိုင်ခဲ့တဲ့ ဟာမျိုးတွေခဏခဏလုပ်ပေးပါဗောနော်ရောင်းပြည်သူတွေဝမ်းသာအားရနဲ့ဒါမျိုးကိုကြိုးစားပါလေဆိုရဲအကြောင်းလည်းပြောချင်ပါတယ်ဗောနော်နောက်တစ်ခုကတော့ဒီမောတော်နဲ့ပတ်သက်လို့ဒါစစ်ကောင်စီကဒီကျောင်းအရှိမပြောခဲ့ရပါတော့ဒီနေရာကိုတဲ့ပြန်ရယူဖို့လုံနိုင်ပါမလားလုံကြမလားပေါ့နော်တေချာပေါက်လုံပါပါပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကဒီနေရာကသူ့အတွက်အရေးကြီးတဲ့နေရာတစ်ခုဖြစ်တော့လုတ်ခဲ့မယ်ဆိုပြီးတော့ပြောခဲ့တာပေါ့နော်အဲ့တော့အခုလဲဒါရဲရင်ကိုးစည်းနဲ့စင်ရားတွေထပ်ဖြည့်တယ်ပေါ့နော် အဲမောတောင်နဲ့ဒါတိန်ခွန်းလန်းကိုဒါပြန်ဆိုးမှုဖို့အတွက်ဆိုပြီးတော့သိရတယ်ဒီတိန်ခွန်းအဲအနီးမှာလှုပ်ရှားနေတဲ့စစ်ကြောင်းအဲ့ဒီစစ်ကြောင်းကိုခုနဒါရဲရင်ကိုးစည်းနဲ့ပေါ့နော်အင်အား200လောက်ထပ်ပြီးတော့ဒါအင်အားပို့ခဲ့တယ်ဆိုပြီးတော့ဒါမင်းစိမားတည်င်းတစ်ခုမှာဒါကျွန်တော်တွေ့လိုက်တယ်ပေါ့နော်အဲ့တော့အဲ့မှာထူးခြားတာလည်းရှိတယ်ဗျအဲအဲ့ဟာမပြောခင်ပေါ့နော်အဲ့ထဲမှာကုတ်လေးနေနေတာမနေ့ကတဲ့ဒါတဲဖြူတောင်တဲဖြူဆိုတဲ့နေရာပေါ့နော်အဲ့နေရာကိုရဲရင်ကိုးစည်းနဲ့အင်အား200လောက်စစ်ကူပို့သွားတယ်တဲ့အဲ့နေရာကဒါတိန်ခွန်းနဲ့တဲဖြူဘက်ဝင်းကျင်ပေါ့နော်သူတို့၁၇လနီးပါးလောက်ကိုဒီစစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းပေါ့နော်အဲစီးရေလှောက်ရှားနေတဲ့စစ်ကြောင်းအဲစစ်ကြောင်းကိုထပ်ပြီးတော့အင်အားဖြည့်သွားပေါ့နော်အဲ့ဒီမှာဘာထူးကြလဲဆိုတော့ပေါ့နော်ဒီစစ်ကူလာတဲ့အင်အားတွေကစစ်ကောင်စီစစ်သားတယောက်အဲစစ်သားကသူကလက်နက်ခဲရနေယူပြီးတော့တလိုင်းတပ်ဖွဲ့တွေဘက်ကိုပူပေါင်းသွားတယ်ပေါ့နော်မနေ့ကပူပေါင်းသွားတယ်ဆိုတော့ အခုရောက်အခုပေါင်းပေါ့အခုရောက်အခုပေါင်းအဲ့လိုပုံစံမျိုးကိုဖြစ်နေတာပေါ့နော်အဲ့ဒါကထူးခြားတဲ့ဟာတစ်ခုတွေ့ရတယ်အဲရောက်ရောက်ချင်းကိုလာဖူးပေါင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီတိန်တိန်ခွန်းရွာအနီးတဝိုက်ကဒါစစ်ကောင်စီစစ်ကြောင်းကလည်းတကယ်ပြောရင်ခုနအင်အားဖြစ်ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းကလည်းအဲ KNL နဲ့ဒါပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းပတ်ပိတ်ဆို့ထားပြီးတော့တိုက်ခိုက်ထားနိုင်တာကြောင့်မလို့17လလောက်အထိကိုသူကဘာမှရှေ့ဆက်မတိုးနိုင်ပဲနဲ့သူတို့ရဲ့စီအေးရီမန်းချက်တွေမလုံဆောင်နိုင်ပဲနဲ့ဖြစ်နေတာပေါ့နော်အဲ့လောက်အထိကိုအချိန်ကြာအောင်အထိကိုတပ်ဖွဲ့တွေကလုံဆောင်ထားနိုင်ခဲ့တာဆိုပြီးတော့တည်ရတော့ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်အဲဒီကြားထဲကမှပဲဒီမြို့ကိုထပ်ပြီးတော့ပေးလိုက်ရတာဖြစ်တဲ့အတွက်စစ်ကောင်စီကဒါနဲ့ပတ်သက်လို့တော့အခဲကြေမှာမဟုတ်ဘူးအခဲမကြေတဲ့အတွက်လည်းဒါဒီနေ့အထိပေါ့နော်တောက်လျှောက် လေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေဒါဇက်တိုက်ကိုပြုလုပ်နေတာပေါ့နော်အခုဆိုရင်အင်အားတွေထပ်ပြီးတော့တိုးတယ်တိုးပြီးတာနဲ့အဲ့ဒီအင်အားတွေနဲ့ဒါစစ်ကောင်စီကဒီနေရာတွေကိုစစ်ကြောင်းပြန်ထိုးမယ်လို့ယူဆရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှိမှပြောခဲ့သလိုဒီနေရာကရော စစ်ကောင်စီအတွက်ပေါ့နော်နောက်ထပ်အဲသူလုံးဝဒါဒီဘက်ကိုအာယုံဆိုက်ရမယ်စစ်မျက်နှာတစ်ခုဖြစ်လာမလားဆိုပြီးတော့ဒါကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ဘာဖြစ်ဖြစ်အခုလက်ရှိအခြေအနေရတော့ပေါ့နော်အာစစ်ကောင်စီဘက်ကစစ်သားတွေက စိတ်သက်ကြဆင်းနေပြီးတော့အခုလိုမျိုးသာတိုက်ဖို့ခိုက်ဖို့လွှတ်လိုက်ပါတယ်ဆိုတဲ့အချိန်မှာတောင်မှပဲအမြင်မှန်ရပြီးတော့ပူပေါင်းတာတွေဖြစ်လာနေပြီပေါ့နော်အဲ့ဒါကလည်းတိတ်အားရစရာကောင်းတယ်ပေါ့နော်အဲ့ဟာဒါတယောက်ပဲရှိသေးတယ်အဲ့လိုမျိုးပုံစံမျိုးအထဲမှာဘလောက်တောင်ရှိနေပြီလဲဆိုတဲ့ဟာကကျွန်တော်တို့မခံမနိုင်ဘူးအများကြီးဖြစ်လောက်တယ်အဲပြီးတော့ကျွန်တော်ဘာထက်တည်ရလဲဆိုတော့အခုနောက်ပိုင်းမှာကျွန်တော်ဒီဒီလိုမျိုးသတင်းတွေတင်ဆက်ကြရပြောကြရတယ်မျှဝေကြရဆိုတဲ့အချိန်မှာကျွန်တော်တို့ကိုလာပြီးတော့သတင်းပေးတဲ့သူတွေထဲမှာလည်းစစ်တပ်ထဲကဖျဲသီးလို့ပဲပြောပါတော့ပေါ့နော်စစ်တပ်ထဲကသူတွေပါတယ် အဲပြီးရင်သူတို့ရဲ့မိသားစုတွေကစပါတယ်တချို့ဆိုရင်ပေါ့နော်အဲဘယ်လောက်ထိဟိုဖြစ်နေလဲဒီလှုပ်ရှားသွားလာမှုတွေကစကြိုတင်ပြီးတော့တင်းပေးတာမျိုးတွေထိရှိလာတယ်ဟိုအဓိကတော့အဲသူတို့တွေကအစဒီစစ်ကောင်စီဘက်ကအကြီးပိုင်းတွေကိုသူတို့မကြိုက်တော့ဘူးအဲပြီးရင်ဒါကြီးကသူတို့အတွက်မမျှတတော့ဘူးပေါ့နော်သူတို့တအားကိုသူတို့နိုင်ကျင့်ခံနေရတယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့နားလေလာတယ်အမြင်မှန်နေရနေတာမျိုးတွေလည်းဒါကျွန်တော်တွေ့ရတယ်ပေါ့နော်တချို့သူတို့ရောက်နေတဲ့နေရာတွေကချက်ချင်းလက်ငင်းကြီးပေါ့နော်ထွက်သွားလိုက်ဖို့အတွက်မလွယ်ကူတဲ့နေရာမျိုးတွေရှိတယ်။အဲရှိတော့ကြတော့သူက သူတို့ကတော့မထွက်နိုင်သေးဘူးဒါပေမဲ့မထွက်နိုင်သေးခင်အချိန်မှာကိုပဲကျွန်တော်တို့ဒီသတင်းတွေကိုရဖို့လိုတယ်အထက်တက်ကဖြစ်ပျက်နေတဲ့အကြောင်းတွေဒါဒါပြည်သူတွေသိဖို့လိုတယ်ဆိုပြီးတော့လာပြောပြကြတာရှိရှိတယ်တကယ်အဲဒါကြောင့်ကျွန်တော်တို့ဒီရှေ့ရက်ပိုင်းတွေမှာကျွန်တော်ပြောခဲ့တဲ့သတင်းတွေကအဲ့လိုမျိုးရခဲ့တဲ့သတင်းတွေဖြစ်တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်စစ်ကောင်စီဘက်မှာသူ့ရဲ့အောက်ခြေစစ်သားတော်မှာသူ့ဘက်ကမပါတဲ့အနေအထားမျိုးတွေဖြစ်နေပြီအဲ့တော့အောက်ခြေကစစ်သားတွေတော်မှာသူတို့ရဲ့ခေါင်းဆောင်တွေအတွက်မလုပ်ပေးတော့ဘူးဆိုရင်အဲ့ခေါင်းဆောင်တွေကိုယ်တိုင်ဒါမကြခင်စစ်စင်းတိုက်ရတော့မှအနေအထားဖြစ်လာတော့မှာ တကယ်အခုဆိုရင်ကိုပဲအဲ့လိုပုံစံမျိုးတွေဖြစ်နေတာပေါ့နော်ဟိုယာရုယာကန်နဲ့မလုံးပေးတယ်မရဘူးလောက်ပိုင်ခွင့်နေနဲ့မလုံးပေးတယ်မရဘူးဘာဖြစ်လို့လဲဆိုတော့တေမာထက်တော့ဘယ်ဥစ္စာမှပို့ပြီးတော့တို့ကမကြောက်ဘူးလေဗျာအဲ့တော့ဒီပတ်စံနေဘာတွေညာတွေလောက်ပိုင်ခွင့်နေဆိုတဲ့ဟာတွေကမတိမပဲရမှာဒါပေမဲ့လောလောဆယ်တေလန်းကိုပို့နေတာဖြစ်တဲ့အတွက်အဲ့ဒီဟာတွေကိုလည်းတို့မမတ်နိုင်တော့ဘူးပေါ့နော်အဲ့တော့ဒီစီရေးဖိအားမပေးနိုင်သေးတဲ့နေရာမျိုးတွေဝေးနေပါသေးတယ်ဆိုတဲ့နေရာမျိုးတွေလောက်ပဲစစ်ကောင်စီဘက်ကအောက်ခြေကအဖွဲ့တွေကတို့ပဲချမ်းပါတယ် ဲ့လိုမှမဟုတ်ပဲနဲ့ဒါခက်ခဲကြမ်းတမ်းပါလေဆိုတဲ့နေရာတွေတိုက်ပွဲတွေနေ့စဉ်ဖြစ်ဖြစ်ပွားနေပါလေဆိုတဲ့နေရာတွေကစစ်ကောင်စီစစ်သားတွေကတော့စိတ်သက်တွေကြဆင်းနေပြီးတော့အဲသူတို့ဒီအကြီးပိုင်းတွေအတွက်အလုပ်ကိုမလုပ်ပေးခြင်းနဲ့အနေထားမျိုးတွေကျွန်တော်မြင်တွေ့နေရတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတွေကကောင်းတယ်ပေါ့နော်အခုလိုမျိုးများများဖြစ်လာတာဒီအခုနောက်ပိုင်းကာလတွေမှာပို့ပြီးတော့တည်တာတယ် ကျွန်တော်အရှိပိုင်းစောပိုင်းကာလတွေမှာစစ်ကောင်စီဝါဒဖြန့်ခဲ့တုန်းကတော့အာစစ်ကောင်စီပြန်နိုင်နေပြီဆိုတဲ့ပုံစံမျိုးပြောခဲ့တုန်းကတော့ကျွန်တော်တို့ကိုစစ်သားမိသားစုတွေကဆာလာဆဲကြတာရှိတယ်။အခုနောက်ပိုင်းကျအဲ့လိုမဟုတ်တော့ဘဲနဲ့ပေါ့နော်။ဒါစစ်သားမိသားစုတွေကလည်းအဲတချို့သတင်းတွေအရေးကြီးသတင်းတွေတကယ်အရေးကြီးသတင်းတွေကဆာလာပြီးပေးပို့ပေးနေတာရှိရတဲ့အတွက်ဒါလည်းကောင်းတယ်ပေါ့နော်။အဲ့တော့ပြောင်းလဲလာတဲ့အခြေအနေတွေကတော့အများကြီးရှိတယ်။ဒါပေမဲ့လိုအပ်သေးတယ်။ဒီတက်ပို့ပြီးဖိအားပေးနိုင်ဖို့လိုအပ်သေးတယ်။စစ်ကောင်စီကဒီထပ်ပို့ပြီးတော့ဖိအားသုံးပြီးတော့ဒါပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဆက်ပြီးတော့တိုက်ခိုက်အောင်ပြည်သူစာ အကုန်လုံးကိုပြောတာနော်တော်လိုင်းကြီးကိုထောက်ခံနေပါတယ်ဆိုရဲပြည်သူအပြင်ကြားနေဆိုတာလည်းပါတယ်ပြီးရင်မြို့စစ်တပ်ကိုထောက်ခံနေပါတယ်ဆိုရဲအာတက်ကိုထောက်ခံတဲ့သူတွေလည်းပါတယ်အဲ့လိုမျိုးလူတွေအကုန်လုံးကိုစစ်ကောင်စီကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှာပါနော်အဲအကြောင်းမလို့ဒါတက်နိုင်သလောက်ဒီဘက်မှာပူးပေါင်းပြီးတော့ပါဝင်ပေးကြမယ်ဆိုရင်အများဆုံးအောင်မြင်လိမ့်မယ် CFP ကပူပြီးတော့ပေးနိုင်လိမ့်မယ်အဲ့လိုမျိုးအောင်မြင်သွားပြီးဟေးဆိုတဲ့ခါကျရင်ဘုရားဘောပြောသလိုပါနော်ငါတို့နိုင်သွားပြီဆိုတဲ့ခါကျရင်ပါနော်စစ်ကောင်စီစစ်သားတွေကပူပြီးတော့တော့မှာ လွတ်လပ်မှုရအောင်ပဲပို့ပြီးတော့တောင်မှသူတို့ကလွတ်မြောက်ခွင့်ရအောင်ပဲဗောနော်ဘာလို့လဲဆိုတော့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကမှလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့ပြောဆိုလို့ရတယ်လောက်ကင်လို့ရတယ်ဆောင်ရွက်လို့ရတယ်သွာလာလို့ရတယ်နောက်ဆုံးစိတ်ထွက်ပေါက်အနေနဲ့အပြော်ပါအနေငယ်ရှာကြံလို့ရအခုစစ်ကောင်စီဘက်ကကောင်တွေကအဲ့လိုမျိုးကိုလုံးလုံးမရဘူးဆိုပြီးတော့ဒါဘုရားဘောပြောခဲ့တာရှိအဲအကြောင်းမလို့လွတ်မြောက်တဲ့အခါမှာဒီကောင်တွေကပို့ပြီးတော့တောင်မှငါတို့တက်ပို့ပြီးဒါအဲလွတ်လပ်တဲ့ဘဝကိုရအောင်မယ်ဆိုပြီးပြောခဲ့တာပါเนาะဟုတ်တယ်အဲ့တော့အားလုံးလွတ်မြောက်ဖို့အတွက်ကိုအကုန်ပူးပေါင်းပါဝင်ပေးကြပါ အခုလိုမျိုးပေါ့နော်ဒါသတင်းတွေလာပြီးပေးဖို့ပေးကြရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါဒီရက်ထဲမှာပေါ့နော်ဒါမြောက်လိုင်းကအဲမော်လမြိုင်မော်လမြိုင်ကိုဒါသူလူလုံးထွက်ပြတဲ့ပုံစံမျိုးနဲ့ဓာတ်ပုံမှန်တမ်းတွေတက်လာပြီးတွေ့လိမ့်မယ်ပေါ့နော်အဲဟာနဲ့ပတ်သက်လို့သူကတော့ဒီနေရာကြီးထိငါသွားရဲတယ်ဒါရဲတယ်ဆိုတဲ့ပုံစံမျိုးသူကလှုပ်ပြတာပေါ့အဲပြီးရင်ဒီဘက်ကတပ်ဖွဲ့တွေကိုဟိုဘယ်လိုပြောမလဲဒီဘက်ကတပ်ဖွဲ့တွေကိုသူဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးလှုပ်ပြတာပေါ့အဲ့တော့အဲဥစ္စာမျိုးတွေဆိုရင်လည်းကျွန်တော်တို့က ုတ်စေချင်တယ်ဗောနော်နောက်မှတ်လောက်သားလောက်အောင်ဗောနော်ထိဝအောင်ဒါမှမဟုတ်လေတခါတည်းကိစ္စတုံးသွားအောင်လုတ်လိုက်စေချင်တယ်အနှံ့ကြည့်မထားစေချင်ဘူးဗျာကြည့်လားအဲ့တဲ့တင်းကဒီလိုမျိုး line ပေါ်ကိုမရောက်လာခင်အစိုးကြီးမှာကိုပဲသိရတာဒီဘက်ကအဲ့လိုမျိုးတင်းပေါက်ကြလို့ဆိုပြီးနောက်ဆုံးဒါမင်းအောင်လိုင်းကဒါချက်ချင်းပဲပြန်ပြီးတော့နောက်ကြောင်းပြန်ခောက်သွားဘက်ကီယာထိုးသွားတော့ကြောက်လန့်ပြီးတော့ဗောနော်ပြီးတော့ဒီမှတ်တမ်းတက်ဖို့တက်လာပါတယ်ဆိုတဲ့ချိန်မှာလည်းဒါပြည်သူတွေကပြောကြဗာပြောလဲဆိုတော့ကြည့်လိုက်အောင်နဲ့ဟိုလုံးဝဗောနော်အဲဒီဒီဈေးအောင်တဲ့လူနဲ့ သူ့နောက်ကပါလာတဲ့အဖွဲ့ပဲရှိတယ်ပေါ့နော်အဲ့မှာပြည်သူဆိုတဲ့အာမျိုးမရှိဘူးပြည်သူမရှိတဲ့အချိန်များရွေးသွားသလားမသိဘူးပေါ့နော်ပြီးတော့သူလာမှာမှုလို့ဆိုပြီးတော့လုံခြုံရေးအပြည့်နဲ့ပြည်သူကိုမွေခိုင်းတာလားမသိဘူးဆိုတဲ့ပုံစံမျိုးတွေအားစားပြောကြတယ်သူကရုတ်တရက်နဲ့တော့လူလုံးထွက်ပြတယ်အဲဒါမဲ့အဲ့နောက်မှာပဲသူအချက်သူခွဲနေတဲ့ဟာတွေကကတ်ပါလာတယ်ဆိုတာသူမသိဘူးပေါ့နော်အုံနောက်နေတယ်ဒီကောင်တကယ်ချင်းသေးကိုကြီးနောက်ပြန်ကြီးလဲတာဒီကောင်အဲ့လိုမျိုးအဲ့ဒါကျတော့အခုလိုမျိုး तू ကလုံရဲတယ်ကန်ရဲတယ်ဆိုတဲ့ပုံစံမျိုးထွက်ပြတယ်ဆိုပေမဲ့လေ तू ဘယ်လောက်ကြောက်နေတယ်ဆိုတဲ့ဟာကို ဒါဒီဟာနဲ့အတူတဘာတည်းမြင်တွေ့ရတာကတော့အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါမြောက်လည်းအခုလိုမျိုးသွားနေလာနေတာကိုပဲကျွန်တော်တို့ကလည်းကြည့်မရဘူးဒီကောင်ဘယ်နေရာမှကိုဒီကောင်မသွားရမလာရတဲ့ပုံစံမျိုးဖြစ်ရမှာပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့ဒီဘက်ကတော်လိုင်းအစုဖွဲ့အနေနဲ့လည်းအဲ့ကောင်သွားပါပြီဆိုပြီးတော့နေရာတွေဒါမှမဟုတ်လေကြိုတင်ပြီးတော့တရင်ရတာတွေရှိလာတာ ਨੇ ဒါဝိုင်းပြီးတော့တက်နိုင်တဲ့ဟာတွေဝိုင်းပြီးတော့ပြင်းညာစေခြင်းတော့ပေါ့နော်အဲ့ဆိုတကယ်ပြည်သူတွေကတကယ်ပြည်သူအများကြီးချက်ချင်းကိုလွတ်မြောက်သွားမဲ့နေသားဖြစ်သွားမှာဗျာအဲ့တော့ရှိမှလည်းအဲ့လိုမျိုးရှိတယ်ဒီကောင် မန္တလေးကိုသွားတဲ့အချိန်မှာလည်းမန္တလေးမှာဒါငှျော့တွေနဲ့စော်ကန်ရတာရှိတယ်။ပြုံးလွင်သွားတဲ့အချိန်မှာလည်းပြုံးလွင်မှာဒါစော်ကန်ရတာရှိတယ်ပေါ့နော်။အဲအခုတော့သူကမော်လမြိုင်ပေါ့နော်။အဲ့တော့မော်လမြိုင်ကအဖွဲတွေကလည်းနောက်ဆိုရင်အိုက်ထက်ပူတဲ့ပေါ့နော်။ထိရောက်မှုလေးတွေဖြစ်အောင်ပေါ့နော်။လှုပ်ဆောင်ကြဖို့အတွက်လည်းကျွန်တော်တို့ကတော့တောင်းဆိုတယ်တောင်းဆိုတယ်။အဓိကအဲ့ကောင်ကြောက်လန့်တကြပြေးတယ်ဆိုရင်တော့ဗျာကြောက်လန့်တကြနဲ့ပြေးတာမျိုးပေါ့နော်။ကြည့်အခုကြည့်လေဒါသတင်းပေါက်တယ်ဆိုတာသိတာနဲ့ဖန်အန်တော်မသွားတော့ဘဲနဲ့ချက်ချင်းလက်ငင်းပြန်ပြေးရဆိုပြီးတော့သိရ။ဒါတော်တော်ကိုဒီကောင်ဘလောက်ကြောက်နေတယ်လဲဆိုတဲ့ဟာပေါ့နော်။အဲအဲ့ဟာလေအားရစရာကောင်းတယ်။ အဲကြတော့သတင်းကအတိအတိုင်းပဲသတင်းထူးသတင်းဥတွေအများကြီးရှိတယ်ထူးခြားသတင်းတွေအများကြီးရှိတယ်ကျွန်တော်ကသတင်းနဲ့ပတ်သက်လို့ပြောကြတဲ့အခါမှာအခုလိုမျိုးသုံးသက်တဲ့ဟာလေးတွေကျွန်တော်တို့အမြင်လေးတွေကိုထည့်ပြီးတော့ပြောဆိုပြတာဖြစ်တဲ့အတွက်ပေါ့နော်အဲသတင်းနှစ်ပုတ်သုံးပုတ်လောက်ပဲပါနိုင်တာလည်းရှိတာပေါ့လေနော်ဒါပေမဲ့တကယ်တကယ်တန်းကမြေပြင်မှာထူးခြားတဲ့ဖြစ်စဉ်တွေကအများကြီးရှိတယ်အဲ့တော့ဗီဒီယိုလေးကိုခွဲခွဲပြီးတော့ကျွန်တော်တင်ဆက်ပေးပါမယ်ဒါလက်ရှိမှာတော့အခု Artex ရအနေနဲ့ Archetype.a ရဲ့ စစ်ကောင်စီကိုနာနုဖျက်ရိုက်တဲ့အကွက်ကြီးပေါ့နော်အဲဥစားနဲ့ပတ်သက်လို့လည်းဂျင်းနဲ့အားရလိမ့်မယ်လို့လည်းယုံကြည်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးအခါကျတော့အေအနေနဲ့ပေါ့နော်ပို့ပြီးတော့အောင်မြင်တဲ့ထိရောက်တဲ့အလုံငန်းစဉ်တွေလှုပ်ရှားမှုတွေအဲဒါစစ်ကောင်စီကိုဒါပြင်းတဲ့ကိစ္စမျိုးတွေထပ်ပြီးတော့လှုပ်ဆောင်နိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်မြန်မာပြည်သူအနေနဲ့လည်းစောင့်မျှော်ပေးကြပါအောင်ပေါ့နော်အဲ့တော့ကိုတက်နိုင်တာတွေဝိုင်းလို့ကြမယ်တက်နိုင်တဲ့ဘိုင်းတွေကနေပါဝင်ကြမယ်ဒီဒေါ်လာရေးအမြန်ဆုံးအောင်မြင်ဖို့အတွက်ဝိုင်းမှုစူးစမ်းကြပါမယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်